ဒီနေ့မဲပြစ်ထွက်ရတာတရောလုံးတိတ်ဆိတ်နေရပဲနော်အစီအေးကွာဒီနေ့လာရတာထူးခြားနေလို့ငါစိတ်ထဲမှာတော့ခံစားနေရတယ်တတိတော်ထားပေါ့ကွာအမဲလိုက်ခြင်းနဲ့အသက်မွေးကြောင်းပြုတ်နေကြတဲ့မုတ်ဆိုးလာမုန်းနဲ့တပည့်ဖြစ်သူဖိုးတောက်ကြတို့စကားတပြောပြောနဲ့တော်တူးလာခဲ့ကြခြင်းဖြစ်ပါတယ်မှန်ပါတယ်ပိုးတောက်ကြပြောသလိုပဲယနေ့တရောလုံးဟာတိတ်ဆိတ်ငြိမ်သက်နေခြင်းသည်သူ့ရဲ့မဲလိုက်ခြင်းအတွေ့အကြုံအရထူးခြားစံချိန်မှုတစ်ခုပင်ဖြစ်ပါတယ်တောတောင်ရဲ့သဘောတဘာဝအရကျင်းကတရကများနဲ့တောကောင်တွေရဲ့ပြေးလွှတ်လှူရှားတဲ့နေရှိနေတဲ့မှာတယ်မဟုတ်မှလွယ်ရောကွာ ဒါတော၆ချင်းရဲ့အစပြိုးမှုလားမသိဘူး။အဲ့လိုတွေးမိပါတယ်။အဲ့ဒီအချိန်မှာပဲစမ်းချောင်းလေးတစ်ခုရဲ့အစက်မှာရေစင်းတောက်နေကြတဲ့တမင်မျိုးလေး၃ကောင်ကိုကုန်းမြင့်ပေါ်ကနေပြီးတော့စီးကတွေ့လိုက်ရပါတယ်။ဖိုးတောက်ကြာမျက်ရည်ပြပြီးတော့လေတံတူတူနဲ့ဟိုမှာတွေ့လိုက်ရအောင်။ရေစင်းတောက်နေကြတာကွာ။အဲ့ဒီကအကြီးဆုံးကောင်ငါရအောင်ပြစ်မယ်။အဲ့နောက်မှာတော့ဒိုင်းကနေဆိုတဲ့အမဲလိုက်ရိုင်ဖယ်တနက်ရဲ့အတန်အားယိုမဒေါ်ကြီးတစ်ခုလုံးကိုပြန်လည်အသက်ဝင်လှုပ်ရှားသွားစေပါတယ်။အဲ့ဒီသုံးကောင်နဲ့ကနေအကြီးဆုံးသမင်ဘိုကြီးကရေုံကိုကြည်စံထိမှန်ပြီးတော့နေရာမှာပဲလဲကျသေဆုံးသွားခဲ့ပါတယ်။ ကျန်ကောင်ကတော့တောနဲ့တဲကိုဝင်ပြေးသွားပါတယ်။အဲဒီနောက်မှာတော့နှစ်ဦးသားကတားကောင်ကိုကောက်ရံအတွက်ရောက်သွားကြတဲ့အခါမှာတော့ဟမ်မကြသေးခင်ကမှလဲကြသေးဆုံးနေတဲ့တမင်မိုးကြီးကိုရှာမတွေ့တော့ပါဘူး။မျက်စိအောင်မှာပဲမျက်လဲပြလိုက်တယ်လို့မျိုးပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့ပါပြီ။ဟမ်စစွန်းနာတော့တမီးကဘယ်ရောက်သွားလဲအာစီ။အေးကွာငါတို့တော့တောချောက်ခံရပြီနဲ့တူတယ်။မော်ဆိုးလာမုန်းစကားကြောင့်ဖိုးတောက်ကြမျက်နှာပြတ်သွားခဲ့ရပါတယ်။အဲ့နောက်တောနယ်ပိုင်းကိုရောက်လာမှာတော့မျက်ခြေပြတ်သွားတဲ့တမင်မျိုးနှစ်ကောင်ကိုဂိုက်နေရကွာခြုံမုတ်တစ်ခုအနေမှာရိတ်ခနဲဆိုပြီးတွေ့လိုက်ကြရပါတယ် မိုဆိုလာမိုကလည်းတနက်ကိုအသင့်ပြင်ထားလိုက်ပြီးတော့ချုံမုတ်တဲကနေတောကောင်တွေထွက်လာကိုစောင့်ဆိုင်နေကြရင်နေ့လယ်နှစ်နာရီပင်ကြော်သွားခဲ့ပါပြီ။အဲဒီနောက်မှာတော့နှစ်ယောက်လုံးဟာငိုင်မြီးလာကြရာအနီးမှာရှိတဲ့တစ်ပင်ကြီးတစ်ပင်ရဲ့ဂွားစုံမိုးကိုတက်ပြီးတော့အိတ်ကြရပါတယ်။ထားကြစမ်းထားကြစမ်းရှင်တို့ရေထားကြစမ်းထားကြစမ်းမိုဆိုလာမိုရဲ့နားစီတွေကိုချိုးတာပင်မဲ့လည်းဒေါသတန်တွေပါနေတဲ့မိမပြူတူရဲ့အတန်ဝင်ရောက်လာခဲ့ပါတယ်။ကျမတို့ကရှင်တို့လက်ချက်ကြောင့်တေဆုံးသွားတဲ့အကိုကြီးဝနာရဲ့ညီမတွေပဲ။နာမည်တွေကတော့ဝရီနဲ့တေဒီတို့ပါ။အခုဒီလိုလာတဲ့အကြောင်းရင်းဟာရှင်တို့ရေ ရှင်တို့တွေတိတ်ရက်ဆက်တယ်အကိုကြီးတို့တနက်နဲ့ပြတ်တက်ခဲ့ကြတယ်ဒါဒါဆိုရင်ခုနကဟိုနေရာမှာရေစင်းတောက်နေကြတဲ့တမင်တွေဟာအဲ့ဒါကျမတို့မောင်နှမတွေပဲဟမ်အဲ့ဒီတော့ရှင်တို့နောင်တရစေရမယ်ဒီနေ့ပဲရှင်တို့လက်စားချေပြမယ်ဟာဟိုဒါဒါဒါဒီလိုပါမိန်းကလေးရေမိုးစိုးလာမိုးကမိမက်ပြူလေးကိုရှင်းပြဖို့ကြိုးစားနေတော့မှာပဲဖြက်ခနဲဆိုပြီးပြောက်ွယ်သွားပါတယ်ဆရာဆရာဒီဒီကိုလာကြည့်ပါဦးဆရာဖိုးတောက်ကြရဲ့ခေါ်တဲ့ကြောင့်မိုးစိုးလာမိုးအိမ်မက်ကနေလန်နိုးသွားရပါတယ်ဖိုးတောက်ကြရှိရာတစ်ပင်ကြီးရဲ့တစ်ဖက်ချမ်းကိုရောက်မှာတော့ ဟိုဟိုမဆရာဖိုးတော့ကြညွန်ပြရာကိုကြီးလိုက်မိတဲ့အခါမှာတော့ကိုမျက်စိကိုမယုံကြည်နိုင်လောက်အောင်ဖြစ်သွားရပါတယ်။မိမိကိုမိမိနောက်တစ်ကြိမ်အိမ်မက်မက်နေတယ်လို့ပဲထင်သွားမိပါတယ်။မြင်တွေ့လျားတဲ့မြင်ကွင်ကယုံကြည်နိုင်စရာလည်းမရှိပါဘူး။မိမိတို့ရှိရာတစ်ပင်ကြီးနဲ့ဂိုက်နေရအကွာအဝေးမှာရှိတဲ့စမ်းကြောင်းလေးတစ်ခုထဲမှာရေချိုးနေတဲ့တူဦးကိုတူကြည်စင်နေတဲ့မိမပြိုနှုတ်ခန္ဓာကိုယ်မှာလည်းအဝတ်ထည်ကဗလာနှက်ထီနဲ့မို့တင်းရင်စွန့်ကားနေတဲ့မိမပြိုနှုတ်ရဲ့ကိုကာယကောက်ကြောင်းတွေဟာနေရောင်ကြီးအောက်မှာအထင်းသားပေါ်လွင်နေကြပါတယ်။ လိုဝက်အပ်တဲ့မိမတို့ရဲ့တဘာဝများကိုပင်တစ်ခါတည်းရံမှာတွေ့မြင်နေရပါတယ်ဘုဒ္ဓဇင်များတဲ့ကဘုဒ္ဓဇင်တို့ဖြစ်တဲ့မုတ်ဆိုးလမုန်းနဲ့ဖိုးတောက်ကြတို့ဟာခန္ဓာကိုယ်အနံ့ပြားမှရှိတဲ့အကျောချင်းတွေတောင့်တင်းသွားရပါတယ်ထို့အတူဤမြက်နတ်ဆိုင်လာတဲ့တောနဲ့တဲကိုရောက်ရှိနေကြတဲ့အဲ့ဒီမိမပြိုလေးနှစ်ဦးဟာလည်းလူသားစင်စင်မှာဟုတ်ပါလေစားနတ်ဒီဝါတွေလားနာနာဘာဝတွေလားအဲ့လိုမျိုးအတွေးတွေကလည်းတပြိုင်နက်တည်းပေါ်ပေါက်လာခဲ့ရပါတယ်အပပါအစီကျွန်တော်တို့တော့စားရကန်ကြုံလို့မုတ်စိတ်ပြားဆွဲတာပဲဗျာနေုံဖိုးတောက်ကြရဲ့ငါစဉ်းစားနေရတာ ဒီလိုတောနဲ့ကြီးထဲမှာနှစ်သမီးရှင်လောင်းလာတဲ့အပြန်စားလေးတွေရှိနိုင်မှာမလားကွာဟာအစီရလည်းအတွေးခေါင်တွေပြမှာပြီဒါအနီးနားရွာတွေကမှုချိုးမြစ်ချိုးပို့လာကြတဲ့သူတွေပဲနေမှာပေါ့ဗျာဟာမဖြစ်နိုင်ဘူးကွာဒီနားမှာဘာရွာမှမရှိပါဘူးလွန်ခဲ့တဲ့တစ်ပတ်လောက်ထဲကငါစနီးနာပြီးပြီကွာဘာပဲဖြစ်ဖြစ်သူတို့လည်းနှစ်ယောက်ထဲကျွန်တော်တို့လည်းနှစ်ယောက်ထဲပွဲပြီးပြီလေဗျာအစီရလည်းဟာဒီကောင်တော့ကွာပြောမရတဲ့ဆုံးမှာတော့မိုးဆိုးလာမှုကဖိုးတော့ကြဘူးနေရင်တစ်ချက်အုပ်လိုက်ရပါတယ် အဲ့ဒီအချိန်မှာပဲရေစင်းချိုးနေကြတဲ့မိမပြိုနှုတ်အနက်ကနေမျက်ခုံးကောင်းကောင်းနှာတန်းပေါ်ပေါ်နဲ့အသားရည်ဟာပို့ပြီးတော့ပြူဝင်းဤဆက်နေတဲ့မိမပြိုဟာမုတ်ဆိုးလာမို့လို့စောင့်ကြည့်နေကြတာကိုကြွတင်ပြီးတော့သိနေသေးလားလဲကြည့်ပြီးတော့လက်ရက်ခေါ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမိန်းကလေးကိုတော့မိမိကမြင်မှုတလို့ရှိနေပါတယ်။ဘယ်နေရာမှာပါလိမ့်ကွာ။အဲ့လိုမျိုးမုတ်ဆိုးလာမို့ကစဉ်းစားနေမိပါတယ်။အာသိပြီသိပြီသိပြီဒါအိမ်မက်ထဲကမိန်းကလေးပဲ။အစီဘာတွေပြောနေရလဲဗျ။ဟိုမှာကျွန်တော်တို့ကိုခေါ်နေရလေဗျ။ မိုဆူလာမူဟာဖိုးတောက်ကြရအမေကိုပြန်မဖြစ်နိုင်စပကြီးမွေအညို့ခန္ဓာရသူပမာတမဟုတ်ချင်းမိန်ကလေးရဲ့နာကိုတဖြည်းဖြည်းချင်းကရောက်ရှိသွားပါတယ်မိမက်ပြုံနှူဟာကမ်းမော့ကိုပြန်ရောက်နေကြပြီဖြစ်ပြီးတော့အဲ့ဒီအချိန်မှာပဲခြုံနယ်များနဲ့ပိတ်ပေါင်းနေတဲ့တောနယ်ပိုင်းအတွင်းကိုခြုံနယ်များကိုဖယ်ရှားရင်းတဖြည်းဖြည်းနဲ့ဝင်ရောက်သွားကြပြီဖြစ်ပါတယ်ထို့နည်းတူပဲမိမိတီလည်းသတိကင်းမဲ့နေတဲ့စိတ်နဲ့တောနယ်ပိုင်းအတွင်းကိုရောက်မှန်းမသိရောက်ရှိလာခဲ့ရပါတယ်တောကနှက်လာသလိုမောင်စားပင်ပြိုးနေပြီဖြစ်ပါတယ်မကြခင်နေဝင်မိုးချုပ်တော့မှာပါယခုမိမိရောက်နေတဲ့အချိန်ကနေဒေသများခေါ်နွားရိုက်သွင်းချိန်မှာ ။အဲဒီအချိန်မှာပဲနင်းလိုက်မိတဲ့မြေကြီးကအောက်ကိုကျုံဝင်သွားခဲ့ပါတယ်။ဝုံးဆိုတဲ့အတိုင်နဲ့သူလူရဲ့သုံးမြန်စာလောက်မြင့်မတင်ရတဲ့တွင်းကြီးတဲ့ကိုဒလိန်ကောက်ဝင်နဲ့ပြုတ်ကျသွားခဲ့တာပါ။ကြောက်ဝါလာနဲ့တွင်းနှခမ်းကတစ်ပင်မြစ်တွေကိုဆွဲကင်ထားမိလို့တော်ပါသေးတယ်။အောက်ကိုငုံကြည့်လိုက်မိတဲ့အခါမှာတော့ဘ ᱹ ူချင်းကြီးပါ။တွင်းထဲမှာဘ ᱹ ူကောင်တွေကဟိုမဒီမှာဝဲပြန်လျက်ကျသွားလို့ကတော့မိမိဖြစ်ရမတွေးဝင့်စရာပါ။ဘ ᱹ ူကောင်တွေလက်ချက်နဲ့ပဲအယိုးတခြားအသားတခြားဖြစ်သွားနိုင်ပါတယ်။ထိုကဲ့သို့သောခဲရခဲစစ်အနေထားကနေတပည့်ဖြစ်သူဖိုးတောက်ကြကိုတကြောကြောနဲ့အော်ခေါ်နေမိပါတယ်။ဟေး ဟေးငါ့ကိုလာခဲ့ပါဦးဒေါတောင်ထဲမှာတူးနဲ့တူနာမည်မခေါ်ဆိုရတာကြောင့်နာမည်စာဟေးဆိုပြီးတော့သာတုံးထားရပါတယ်ထို့သောအကူကြီးတောင်းခံနေတဲ့အချိန်မှာပဲတွင်းရဲ့အထက်စီကမိမက်ပြိုနှုတ်ရဲ့ရေမောတန်တွေထွက်ပေါ်လာခဲ့ပါတယ်မိုဆိုးလာမှုကြောက်စိတ်တွေနဲ့တူဇောချွေးတွေကစိတ်ထွက်လာပါတယ်အခုဆိုရင်တော့ဤနေသားကြီးနဲ့တနအီကျော်သွားခဲ့ပါပြီကြိုင်တော့လက်အန်သေးပြီးတော့ဘလူကျွင်းကြီးတွေကိုပြုတ်ကြပွဲရှိပါတယ်မိမိဖြစ်ကတော့တေမင်းနဲ့လက်တကန်းလိုမှာပါနားထဲမှာလည်းမိမိအိမ်မက်မက်ခဲစဉ်ကကြားခဲ့ရတဲ့မိမက်ပြူရဲ့အတန်များဟာကြားရအောင်လာမိပါတယ်။ရှင်တို့ရဲ့တိတ်ရက်ဆက်တယ် အပြစ်မရှိတဲ့ကျမအကိုကြီးကိုတနက်နဲ့ပြစ်တက်ခဲ့တယ်။အဲ့ဒီအတွက်ရှင်တို့နောင်တရစေရမယ်။ဒီနေ့ပဲရှင်တို့လက်စားချေပြမယ်။အာစီအာစီပြောအာစီအာစီဘယ်ရောက်နေရလဲအာစီရဲ့။ဟေးငါဒီမှာဟာအဝေးစီကနေဖိုးတောက်ကြရဲ့အတန်တဲ့တဲ့ကိုကြားနေရတာကြောင့်ပြန်လဲအတန်ပြုတ်လိုက်မိပါတယ်။ငါမသေးတော့ဘူးဆိုတဲ့အတွင်းနဲ့သူအားတက်သွားမိပါတယ်။အတန်ကြတဲ့အခါမှာတော့ဖိုးတောက်ကြတွင်းနှခမ်းထိတ်ကိုရောက်လာပြီးတော့အာစီအာစီဘယ်ကနေအော်နေရလဲအာစီရဲ့။ငါတွင်းထဲမှာဟာ အသင်ဟာမိမိရဲ့အောက်ခြေကအပေါ်တက်လာတာကြောင့်ဖိုးတောက်ကြအောက်ကိုငုံကြည့်ပြီးတော့ဝမ်းသာသွားခဲ့ပါတယ်။ဟာအစီအေးငေါ့မြ мян ကယ်စမ်းပါကွာ။အရင်နောက်မှာတော့နှစ်ဦးသားဟာတောနဲ့ကြီးတွေကနေပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်။ညာဘက်ခြေထောက်နာသွားတဲ့မုတ်ဆိုးလာမိုးကိုဖိုးတောက်ကြတွဲပြီးတော့ရှင်းရှောင်းရင်းနဲ့ကံကောင်းလို့ပေါ့အစီဟာကျွန်တော်ကတော့တော်တော်နဲ့ရှာမတွေ့လို့အစီရောသွားပြီထင်နေတာဗျာ။မုတ်ဆိုးလာမိုးကပြုံးလိုက်ပြီးတော့အဲ့ဒါဘာဖြစ်လို့ကံကောင်းသွားလဲသိလား။မသိဘူးလေအစီရဲ့။ဒါလေးကြောင့်ပေါ့ကွာ။ မော်ဇိုလာမိုဟာသူ့ရဲ့လေဘေးမှာဆွဲထားတဲ့တင်းငဲတကောင်ရဲ့အတောင်မှန်ဖြတ်နေပုံလော့ကက်သီးလေးနဲ့စတီးဆွဲကြိုးလေးကိုလက်နဲ့ပုတ်ပြရင်နဲ့ဒါငါ့ကိုငါနဲ့ရမ်းရင်းနေတဲ့ရွာအုပ်ကျောင်းဆရာတော်တပါချင်းမြင်ထားတဲ့အဆောင်ဆွဲကြိုးလေးကွာဒီဆွဲကြိုးလေးကြောင့်မဟုတ်ကွာမဟုတ်လို့ရှိရင်ငါတွင်းထဲမှာကြပြီးတော့ကဲသူမဲ့ပြီးတော့တောတောင်ကြီးရဲ့အစာဖြစ်ပြီးတေးရမှာမလွဲဘူးကွာနောက်ပြီးတော့ဒီတင်းငဲရုပ်ကအတောင်မှန်နှစ်ဖက်ကိုဖြန့်ကားထားတယ်ဆိုတဲ့အတိတ်ပဲဟာရေဆိုင်ကြုံတွေ့လာရမဲ့ဘေးရန်တွေကိုကာကွယ်ထားတယ်ဆိုတဲ့သဘောကွာ အဲ့ဒီနောက်မှာတော့တောဆက်ကိုရောက်ပြင်မဲ့လဲအဝေးစီကမိကိုတလူလူထွက်နေတဲ့သူတို့ရွာလေးကိုလမ်းမြင်နေရပြီဖြစ်ပါတယ်။ရွာလေးကိုရောက်တဲ့အခါမှာတော့မိတ်ဆွေတွေကိုယနေ့တောထဲမှာကြုံတွေ့ခဲ့ရတဲ့တောလိုက်အတွေ့အကြုံတွေကိုပြန်လည်ဖောက်သည်ချပြောဆိုရအောင်မယ်လို့တွေးနေ။ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြူရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။